ရခိုင်မကွေးအဆက်မှာရှိတဲ့နတ်ရကဲဘူဟာကိုအေအေကအခုရက်ပိုင်းအတွင်းအပိတက်သိမ့်ပိုင်လိုက်နိုင်တဲ့အကြောင်းနဲ့စစ်တပ်ဘက်ကတံပြန်ထိုးစစ်ဆင်လို့ဂုတ်ကြီးရောဝန်းချင်းမှာတိုက်ပွဲတွေဆက်ဖြစ်နေတဲ့အကြောင်းစစ်ရေးတရင်ချင်းမြစ်တွေနဲ့ဒေသခံတွေကပြောပါတယ်။စိုးသူအောင်တရင်ပေးပို့ထားတာပါရှင်။မကွေးတိုင်းငဖဲမြို့နယ်ထဲမှာရှိပြီးဗရန်တက်နယ်အတွက်အရေးပါတဲ့နေအိမ်ကံပြူဟာကိုအာရခတတော်အေအေကအခုရက်ပိုင်းအတွင်းမှာပဲ အပိသက်သိမ့်ပိုက်လိုင်းနိုင်တဲ့အခြေအနေမှာရောက်နေပြီလို့ရှေ့တန်းနဲ့အဆက်အသွယ်ရှိတဲ့စစ်ရေးရင်းမြစ်တွေနဲ့ဗရန်စီသားကန်ဒီကခံမှန်းပြောကြပါဗျ။စစ်ကောမရှင်ဘက်ကတံပြန်ထိုးစစ်ဆင်မှုအတွက်မဆက်က905နဲ့အမြောက်တပ်တွေမှာလက်နက်ရိတ်ခါနဲ့လူအင်အားတွေစုဖွဲ့ပြီးညာပိုင်းတွေမှာတပ်ကူတွေဇက်တိုက်ပို့နေလို့ဒီကနေ့အချိန်ထိဂိုကြီးရွာဝင်းကျင်မှာတိုက်ပွဲတွေဆက်ဖြစ်နေပါဗျ။ဘလိုဖြစ်နေလို့တော့ဂိုကြီးဂိုကြီးကကိုပြန်ပြီးတော့ထိုးနေရင်ကိုရကိုနဲ့ကိုက905နေပြီးတော့ ဝါဒတိတော့ဝါတူတူတော့နဲ့လန့်ပြင်းတယ်အဲယူဝီပူနဲ့လာပြီးတော့ကင်းထားလေရလာကျဲပေါ့ဒါပေမဲ့ရေကန်လည်းသူတို့နိုင်ကန်လည်းဒီသုံးလေးအတွင်းကိုသူတို့ပြစ်ကတ်လုပ်မှာပါအဲလီချောင်းကတော့နေတိုင်းကျဲနေတာပဲအဲရေကန်ပေါ်ကအဲနေတိုင်းပြစ်လိုက်ဥစားပြစ်လိုက်နဲ့ဒါပေမဲ့သူတို့ကတော့ပြစ်တာပြစ်တာဟိုအနိုင်မပြန်ရဲဘူးပေါ့နော်အနိုင်မပြန်ရဲဘူးဘာလို့မသိသေးတာလဲအ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 ဲ့အတွက်ပါတာပေါ့စစ်ကောမရှင်ဘက်ကအေအီနဲ့မဟာမိတ်တွေဝိုင်းပတ်ပိတ်ဆို့ထားတဲ့ နေကံပြူဝါစီကိုတက်ကူတွေရအောင်စ조사နေပေမဲ့လမ်းမပဲဖြတ်တောက်တိုက်ခိုက်ခံရကရချားဆိုသလိုအလင်းဝင်လာသူတွေရှိနေတယ်လို့သိရပါတယ်။ဒါကြောင့်ပဲနေကံစကားသိရှိတဲ့အမ်မင်ဘူးလမ်းဟောင်းရောလမ်းသစ်ဘက်မှာပါနေထိုင်သူမရှိတော့ပဲ2024ခုနှစ်နိုဝင်ဘာလမှာဘုံဘောရွာအခုနှစ်အောက်တိုဘာလမ်းစမ်းပိုင်းမှာတော့မြေလဲရွာကိုစစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်းစစ်ရှောင်းဒေသခံကပြောပါတယ်။မြေလဲရွာကမရှိတော့ဘူးတကယ်မရဘူး။ ပုံးလေးနဲ့ကျဲလိုက်တယ်။အမအိမ်ကအိမ်အလုံးရှိတယ်။နောက်နေ့နှစ်ရက်နေ့ကျတော့အမအိမ်မီးရှိတာနှစ်ရက်သုံးရက်တော့ဒီလာအားလူရဲ့ပုံးတချို့ဟိုတော်ရဲတောင်ရတဲ့လူနေတဲ့လူတွေပေါ့တော်ရဲပါရင်းရယ်ဖတ်ကြည့်ကြတာမချုပ်ခင်စစ်သားတွေပဲနဲ့သုံးလေးရက်ကြာတော့ပြင်းတယ်အဲတချို့ကာလန်ဒီယာအိမ်ကလူတွေကိုထည့်ခိုင်းတယ် ရမနေတင်ဖက်သွားပါတယ်လို့ပြောတာသူတို့ပါပစ္စည်းတွေတိတ်နေနေတယ်သူတို့ကပတ်လည်နေပါတယ်ကျန်တယ်အဲဒီကတော့မင်းရတဲ့တော်ဖြစ်တယ်လို့ရှားတယ်အတန်တို့ကြားတာပေါ့အနည်းနာမှလို့မရှိကြမတည့်ရကြဘူးဒီလိုဖြစ်စဉ်တွေကြောင့်အခုနောက်ဆုံးစစ်တပ်ကခံစစ်ပြင်ထားတဲ့ပြင်းဝဂုံးဝနဲ့ဇင်ပြွန်းရွာတွေလောက်မှာပဲနေထိုင်သူကြံတော်ပြီးဆက်စီရွာဘက်ကအခြေအနေကိုတော့မသိရဘူးလို့သူကပြောပါတယ်ဗရန်မျိုးကန်တယောက်ကလည်းစစ်တပ်ကမြို့နယ်9မိုင်လောက်အကွာမဆခ905နဲ့ဆိုရင် နှစ်မိုင်တသအကွာမှာရှိတဲ့မင်းပြန့်ကြီးရွာနဲ့တာယာကုန်းရွာတွေမှာခန့်စစ်ပြင်ထားတဲ့အကြောင်းနဲ့ကပ္ပစ14ရှိရာရှောက်တောင်ဘက်မှာလည်းလူဝင်အားတွေစုဖွဲ့ထားတဲ့အကြောင်းပြောပါရယ်။အာရခတတ်တော်ဘက်ကတော့နေအိမ်ကံဘျူဟာကုန်းမှာရှိတဲ့အနှဲငယ်သောလက်ကျန်နေရာတချို့ကိုထိုးစစ်ဆင်နေတဲ့အကြောင်းအောက်တိုဘာ18ရက်မှာထုတ်ပြန်ထားသလို DVV ကလည်းအချိန်နှီးအသေးစိတ်ကိုဆက်လက်စုံစမ်းနေတုံဖြစ်ပါရယ်။ကျွန်တော်စိုးသူအောင်ပါ။